ဇေယမင်းသူမူဤခလေးပုံပြင်များတဲ့မှာဝက်ငတ်ွေဝင်နေယုံကလေးဆိုရင်ပုံပြင်ကိုဖျက်ပြသွားမယ်တခါတော့ကတော့တစ်ခုမှအချင်းသေးတကောင်ရှိတဲ့အဲ့ဒီချင်းလေးဟာအင်မတန်မာနကြီးတွေသူ့နာမည်ကငတွေဝေးတဲ့စဉ်းစားညာမရှိဘူးမိုင်မဲတဲ့အကောင်လို့ဆိုလိုတာပေါ့ငတွေငတွေဝေးဟာတတ္တဝါတွေကိုညင်ရင်မတတ်မဖြတ်ပဲမနေနိုင်ဘူးတဲ့အမြဲဖန်ဆင်းတက်ဖြတ်နေရပဲတဲ့ ဒီတော့တောတက်တော်ဘာတွေဟာမပြောကြဘူးပေါ့တထိတ်ထိတ်နဲ့နေကြရတယ်။တွားလဲတထိတ်ထိတ်စားလဲတထိတ်ထိတ်အိတ်လဲတထိတ်ထိတ်နဲ့ဆိုတော့စိတ်ညစ်ကြတာပေါ့ဒီနေ့ကျတော့တမင်တရေချင်းငယ်ဆိုင်ဆက်ဖို့ဗဒက်အဆရှိတဲ့တတဝါတွေဟာမျက်နာတီကလေးတွေနဲ့ဥပေါင်းလိုက်ဆိုင်ချာပြီးတောတုံးတောင်ရဲ့သခင်အရှင်ချင်းသေးမင်းရှိတော်ကိုဝင်တယ်လို့ရှ िख ိုးတောင်းမှန်ကြတဲ့ ရှင်ချင်းသိမေအတနာကင်းမေပြီးအတိတ်ပဲရှိတဲ့တပ်ဖြတ်မှုကိုရှောင်ကျဉ်တော်မူပါတွေ့တိုင်းမြင်တိုင်းဖန်းစီတပ်ဖြတ်နေပါလေကျွန်တော်တို့တောသားဒရိုက်ဆန်များပျက်စီးပြုံးတီးပါလိမ့်မယ်အရှင်ချင်းသိမင်းလည်းစားစရာမရှိလို့အတိဒုက္ခရောက်ပါလိမ့်မယ်အကယ်၍အရှင်ချင်းသိမင်းသဘောတူပါလေကျွန်တော်မျိုးတို့ကတနေ့လည်းသားကောင်တစ်မျိုးစီတစ်မျိုးစီ အရှင်ချင်းသိမင်းပွဲတော်တီစားတော့ပါရန်ဆက်သားပါမယ်တဲ့ အဲ့ဒီစကားကိုကြားတော့ငတွေဝေကစဉ်းစားပြီးတော့ပြန်ပြောတယ်လေ။အေးမင်းတို့လျှောက်ထားတာအကောင်းသားပဲ။ဒါပေမဲ့မြင်းမြင်းမှတ်ထားနော်။အချိန်မီငါပွဲတော်တဲဘူးမရောက်လာရင်မင်းတို့အားလုံးငါစားပြစ်မှာပဲ။သိရလား။အဲ့ဒီကာတရိတ်ဆန်တွေကအကောင်းမှပြီးအရှင်ချင်းသေးမင်းလို့ဂရိပေးပြီးစိတ်အေးချမ်းသာစွာနဲ့ထွက်သွားကြတဲ့။အရင်ကလိုသွားတထိတ်ထိတ်စားတထိတ်ထိတ်အေးတထိတ်ထိတ်မဖြစ်တော့ဘူးပေါ့ နေတိုင်းနေတိုင်းနေမင်းကြီးမွန်းတယ်ဗလားဆိုရင်တိတ်ဆန်တမျိုးမျိုးကအလဲကျတဲ့အကောင်ကိုရွေးပြီးမတွေ့မတွေ့ဝေစားဖို့လွတ်ပြေးကြတဲ့။တနေ့ကျတော့ချင်းသိအစားခံမှုအလဲဟာယုံကလေးတကောင်ပေါ်မှာကြာရောကြာပါရောတဲ့။ဒီတော့တောတတဝါရီကကဲယုံကလေးအလဲကျတယ်ချင်းသိကြီးစီကိုတွားပြီးတော့လိုဝမ်းနေပန်းနေနှုတ်ဆက်ကြတဲ့။ဒါပေမဲ့ယုံကလေးကတော့မျက်နှာမပြတ်ပါဘူး။ သူကဉာဏ်ရှိတဲ့တတ္တဝါပဲသူကျန်ရင်ဘာခံနိုင်မှာလဲလို့သူယုံကြည်တဲ့အဲ့ဒါနဲ့လမ်းမှာအကြံထုတ်ရင်ဖြည်း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 နဲ့ခုံဆွတ်ခုံဆွတ်သွားလိုက်တာအတော်ကိုမွန်းတိန်သွားမှရှင်သိစီကိုရောက်သွားတဲ့ရှင်သိငထွေဝေကလည်းဆာလောင်မွသိမ့်နေတော့အင်တချိတ်ဆိုးနေတာပေါ့အချိန်လုံးမှဒီကြုံရောက်လာတယ်တရိတ်ဆန်နေရဂရိမတီဘူး မနက်ဖြန်ကြရင်တုံးသက်တော်ကအားလုံးကိုငါဖမ်းစားမယ်လူချင်းဝနေတော့ယုံကလေးကခက်ချုံချုံကလေးသူ့ရှိတော်မှာဝင်ရောက်ခစားတဲ့ရှင်သေးကထမင်းစာနေတော့ယုံကလေးကတလုတ်စာမှမရှိတော့ပိုးပြီးတော့ပွားတာအဲ့ဒါနဲ့ဟင်းငပိတ်တာကောင်းအကောင်ကငရတဲ့အထဲနောက်ကျလိုက်သေးတယ်အဲ့ဒီအပြစ်ကြောင့်နင်းကိုလည်းငါတတ်မယ်မနက်ဖြန်ကြရင်တုံးသက်တော်ကအားလုံးကိုလည်းငါစားမယ်လို့ငတွေဝေကဆုတဲ့ အဲ့ဒီခါယုံကလေးကရှိခိုးပြီးတော့အရှင်ချင်းသိမင်းကျွန်တော်နောက်ကျရတာဟာကျွန်တော်အပြစ်မဟုတ်ပါဘူးကျွန်တော်မိတ်ဆွေတော်တော်ဘာတွေအပြစ်လည်းမဟုတ်ပါဘူးကျွန်တော် အရှင်ချင်းသိမင်းစီကို အချိန်မီအောင်ပြီးလာတဲ့အခါလန်ခီးမှာချင်းသိတကောင်နဲ့တွေ့လို့ညှနာခဲ့ရပါတယ်သူကသူ့ပိုင်းနဲ့တော်တဲ့ကတတော်ဝါဟာသူ့ကြုံပဲတဲ့ဆိုပြီးကျွန်တော်ကိုဖမ်းမယ်စီးမယ်လို့ပါတယ်ကျွန်တော်ကငတ်တွေးဝီအမြင်ရှိတဲ့ချင်းသိကြီးစီကိုတွားပြီးအကြောင်းကြားပြရစီအိုး နောက်မှပြန်ခဲ့ပြရစီလို့တောင်းမှန်တော့မှလွတ်လိုက်ပါတယ်လို့ပြောတာပေါ့ပြန်ဘက်ရန်သူချင်းသေးတကောင်ရှိတယ်လို့ကြားတော့မတွေ့ဝေဟာပိုပြီးဒေါသဖြစ်တာပေါ့ကဲကြာကြာမဆိုင်နဲ့အဲ့ဒီချင်းသေးရှိတဲ့စီကိုငါ့ကိုခေါ်သွားစမ်းတတိပြရသေးတာပေါ့လို့မတွေ့ဝေကပြောတဲ့တယ်ဒီတော့ယုံကလေးက ီရင်းကြီးတစ်ခုစီကိုခေါ်သွားပြီးအရှင်ချင်းသိမိကျွန်တော်ကိုဖမ်းမယ်လို့တဲ့ချင်းသိကြီးဟာဟောဒီတွင်ထဲမှာနေပါလေလို့ပြောတော့ငါတွေ့ဝေကရေရင်းထိတ်ကနေပြီးငုံကြည့်တာပေါ့ရေပြင်မှာသူ့ထိတ်ကိုသူမြင်တော့တခြားချင်းသိမှတ်ပြီးဟောက်လိုက်တာလိုင်းနံပါပြီးတော့လုံးဟိန်းသွားတာပဲသူ့ကိုသူပဲတွင်ထဲကချင်းသိမှတ်ပြီးဒေါသကြီးကြီးနဲ့ ဒရင်းထဲကိုခုံချလိုက်တာရင်နစ်ပြီးငတ်ထွေးဝေးဟာတိပါလီရောတဲ့အဲ့ဒီတော့မှယုံကလေးလေးတချင်းကလေးတကြောကြောနဲ့သူချင်းကိုသူပြန်သွားတဲ့တော့တတ်တာပါလေချမ်းသာရရကြတဲ့ပုံမြင်လေးရတော့ပါပဲเนาะ